အားလုံးပဲမင်္ဂလာပါဆိုကတဲ့ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့ကျွန်တော်16တင်ပေါ့ Day 3ပေါ့เนาะ Day 3ရှုံးသက်စင်တရာကျွန်တော်တဝဲရွေးထုတ်ထားတယ်ဒီပွဲစဉ်ကတော့ကျွန်တော်အစောပွဲပေါ့เนาะတနားရီပွဲမှာကံမဲ့ Inter Milan နဲ့ကျွန်တော် Promenia ပွဲကိုကျွန်တော်ပွဲကြိုးတုံးသက်ချက်လေးနဲ့တင်ဆက်ပေးပါပါမယ်ကအားလုံးပဲမင်္ဂလာပါเนาะမင်္ဂလာပါမနေ့ကတော့ညီကိုတို့ YouTube ကြည့်တဲ့ညီကိုတွေပိုင်းပေါ်ပြီးအပိုင်းပါเนาะလုံသွားကို အဆင်ပြေတော့ပြောလို့ရပါတော့ပြီးကျွန်တော်အဲတိတ်ရ channel join ကြီးကိုတော့ရားလိုက်မယ်เนาะကျွန်တော် comment မှာ link ချပေးတိုင်းအဲ့ channel မှာကျွန်တော် BMI member တွေကကျွန်တော်တပွဲပေးလိုက်ပါတယ် software ပေါ့เนาะကစားလို့ရအောင်ဒီကိုဒီအဆင်ပြေွား BG body ပြီးခဲ့ပါเนาะအဆင်ပြေပါတယ်ဒီ BMI member သုံးပွဲလဲလောင်းအောင်အော်ဝင်ပါเนาะကညိုဒီနေ့လေเนาะမနေ့ကလိုပဲအပေါင်းပြနိုင်အောင်အကောင်းဆုံး30 channel တင်ဆက်ပေးပါမယ်เนาะကျွန်တော်ပွဲစဉ်အဲဒီနေ့ နှစ်ပွဲပေါ့နော်ကျောင်းဒီ YouTube ကလည်းတပွဲဥပဲတင်ပေးမယ်နော်တပွဲပဲရွေးချယ်ပေးမယ်။ကဲကျောင်းတို့ဒီတနားခွဲပေါ့နော်အချိန်ကြီးတော့ပြောင်းသွားပါတယ်နော်တနားခွဲတနားခွဲမှာကင်မရာမီနီနဲ့ဖလိုမီနီယာပေါ့နော်စတီဂျီကတော့ကျတော့1 plat 30ပေါ့နော်ကျတို့ဒီကိုပေါင်းစရာနှလုံးမိုင်းနဲ့50ဖွင့်ထားတယ်။ပြီးရင်ကျတို့ခုလက်ရှိဂျေးပြောင်းပေါ့နော်ဂျေးပြောင်းမှာဆိုရင်တော့အင်နာမီနီက1 plat 50လောက်ပေါက်လာပြီပေါ့နော်ဒီကိုပေါင်းစရာကျတော့နှလုံးမိုင်းနဲ့40ဆိုကိုပေါင်းစရာတိတ်တော့မပြောင်းဘူး body size တိကျတာပျောက်လာရင်တော့ပြောလို့ရတယ်။ပြီးရင်ကျတို့ အင်တာမီလန်ရဲ့အုပ်စုဖြတ်တန်းမှုကြည့်ရမယ်ဆိုရင်ပေါ့နော်အင်တာမီလန်ကြောင့် Republic နိုင်တဲ့ပွဲစဉ်မှာဆိုသိပါတယ် Republic ကအဓိကထိပါလို့ဒါအင်တာမီလန်အနိုင်ကန်သွားနိုင်တယ်လို့ပြောလို့ရပြီအင်တာမီလန်ဖြတ်တန်းလာတဲ့တောက်လျှောက်ပေါ့တောက်လျှောက်ဒီပွဲစဉ်ဒီမှာဆိုရင်ကျွန်တော်တို့ကြီးအောင်ထားတာက Republic တစ်ပွဲပဲရှိသေးတယ်အဲ့ဒါလည်းတေး80လောက်ပဲပေးတဲ့ကြီးပေါ့ပြီးကျွန်တော်တို့ဒီ URA Diamond နဲ့ Inter ဖွင့်တယ်သလုံးဆုံးဆိုပြီးဖွင့်တယ်ကျွန်တော်တို့2-1ဆိုတဲ့ရလန့်နဲ့ ကြီးမအောင်ကျွန်တော်ဟိုဒီအုပ်စုအစွဲပေါ်အဲအုပ်စုအစောပွဲပေါ့နော်မန္တာရီနဲ့ပွဲမှာဆိုတဲ့နာမည်လမ်းက1ပလက်50အခုကျွန်တော်ဖုန်းမီနီကပေးတဲ့ဈေးမျိုးပဲဖွင့်ထားတယ်ဒါပေမဲ့ဝမ်းဆိုရရလက်နဲ့ဟိုနာမည်ကြီးတော့မအောင်ပေါ့ဒါကြောင့်နာမည်လမ်းဒီနေ့ဖွင့်တဲ့ဈေးကကြီးအောင်နိုင်မှာကျွန်တော်မနေ့ကတင်ကင်းတစ်ခုလို့ပဲကျွန်တော်ပထမဆုံးဒီရှုံးထွက်ဒေဝါမှာဆိုရင်အောက်ကြီး2ပွဲလုံးရွေးတယ်အောက်ကြီး2ပွဲလုံးလုံးသွားဆိုင်မနေ့ကကျွန်တော်ဒေတူးမှာဆိုရင်ကျွန်တော်အပေါ်ကြီး2ပွဲရွေးတယ်ပေါ့နော် BG body အပိုင်းပေါ်ကြီးအပေါ်ကြီးမင်းကြီးကကြိုက်တယ်ဘာလို့တကယ်ကြင်တော့နိုင်တဲ့ခြေကဒါပေမဲ့ခုအင်နာမီလန်ကိုပြန်ကြည့်ရမယ်ဆိုရင်အင်နာမီလန်ကကျွန်တော်ပြောသလို River Plate တောင်တော်တော်လေးခက်ခက်ခဲခဲကစားဒါတော့ River Plate River Plate ဘက်ကတယောက်ညီွာလို့ဒါအင်နာမီလန်အဆင်ပြေခဲ့တယ်လို့ပြောလို့ရတယ်ဒါကြောင့်ဒီနေ့ဖရိုမီနီယာကတော့ဘလကူလာဟုတ်တယ်ဖရိုမီနီယာကကျွန်တော်အုပ်စုစီအားပေါ့အုပ်စုစီအားမှာကြီးနေဆိုရင်တော့ဖရိုမီနီယာကကျွန်တော်ဒေါမွန်ဒေါမွန်တင်းကိုလည်းဟိုကျွန်တော်ကိုပြောမယ်ဆိုရင် draw ကြတာကိုကန်နိုင်တယ်ခန်းဟိုပြောမယ်ဆိုပြ ဟိုဂျာမနီသင်းတော်တော်များများကတိုက်ချက်တားပြီးကစားတယ်ဒါပေမဲ့ရူမီးနီးယားနဲ့ဟိုဒေါမွန်နဲ့ကန်တဲ့အချိန်မှာဆိုတော့ဟိုကျွန်တော်ဒေါမွန်ရဲ့တိုက်စစ်ကလုံးဝပျောက်နေတယ်ခံစားရတယ်။ဒါကြောင့်ခံစစ်တော်တော်လေးကောင်းတယ်ကိုယ်နဲ့နည်းနည်းကျက်တယ်အဲ့လိုပြောလို့လို့ရတယ်။ရူမီးနီးယားကကျွန်တော်တို့ဒီကျွန်တော်တို့ဒီအုပ်စုပေါ့အုပ်စုမှာဆိုရင်လည်းကျွန်တော်တို့တပွဲပဲသူကြီးကြတာပါเนาะဒါကြောင့်ဒီနေ့ inner point နဲ့ one black 50ကကျွန်တော်ချင်ကျွန်တော်ရဲ့ဒီအသွေးသုံးချက်ကတော့ inner minan ကြီးအောင်ဖို့တော့ခင်းနေလိမ့်မယ် ဖိမ့်မယ်ဆိုတာအကြောင်းပြောခဲ့တယ်လို့ပဲဒီဘွဲက full time ကိုကျွန်တော်က draw ကြိုက်တယ် rumini ဘက်ကလည်းကျွန်တော်ပြောသလိုခန်းစစ်အသားပြီးခလာအင်းထဲလည်းအဲ့လောက်ကြီးတိုက်ပြောရမယ်ဆိုပြီးဗျာတိုက်စစ်ကအဲ့လောက်အရင်ဘာဖက်မဖြစ်သေးဘူးရင်းကြီးဟိုပြောမယ်လင်းလင်းမြန်မြန်ကစားပုံအားထက်ဆိုင်အင်းမင်းလည်းကစားကနှေးရယ်ဟိုညီတို့ဒီဘွဲတွေကြီးရဲ့ညီဝေးဆိုတော့တိလိမ့်မယ်ဒါကြောင့်အင်းမင်းလည်းခုဒီနေ့1 plan 50ကကျွန်တော်အတွေ့30ချက်ကလည်းအင်းမင်းကြီးမောင်းနိုင်ဘူးဗျာဘာလို့ဆိုတော့ဒါဘူဂီကကျွန်တော်ဂိုပေါင်းစင်းနဲ့ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုပေါင်းစင်းနဲ့ဟားကြည့်မှဆိုရင်တူမိုင်းနဲ့50ကဟောဘူကင်ရဲ့ခင်းမိတဲ့အကွက်ပေါ့အင်တာမီလန်1-0နဲ့ပြီးနိုင်တယ်ဂိမ်းနိုင်တော့နိုင်သွားမယ်ပေါ့နော်ကတ်နိုင်သွားဖို့လည်းညားတယ်ခက်မသိရင်တည်ကြနိုင်တယ်ကြော extra time ဒီမှာဆက်နိုင်တယ်နောက်တစ်ဆင့်တော့တိုင်တက်သွားနိုင်တယ်လူပုံစံမျိုးခင်းမိတာဒါကြောင့်ကျွန်တော်ဒီနေ့အင်တာမီလန်တော့ညင်းဆန်ပြရတယ်ဒီနေ့တော့ကျွန်တော်အောက်ကြီးတပွဲပြန်ကြိုက်သွားတယ်ပေါ့ပြောမှစိဘလူးနဲ့ပေါ်ဒီကျွန်တော်ကြိုက်တယ်ဒါကြောင့်ဟိုကျွန်တော်ဒီ1 plus 50ပေါ့နော်အင်တာမီလန်ခုဖွင့်နေတဲ့1 plus 50ကဘလူးမီနီယံကို ကြီးမအောင်နိုင်ဘူးတော့မြင်တယ်။မနေ့ကရွေးချယ်တယ်လို့ပဲဘိုင်ယန်ဆိုလဲကျွန်တော်ဒီလိုပေါ့ဗျာ။ဟိုဘိုင်ယန်လောကကြီးအောင်နိုင်တယ်။ဟိုအချက်တွေပေါ့ဟိုဘိုင်ယန်ကြီးလောကကန်ရင်တကယ်အောင်နိုင်တယ်။ပေါ်ကြီးပေါ့ပေါ်ကြီးကြိုက်တယ်။အဲအဲ့လိုမျိုးပဲ။ကိုဒီနေ့ကျကျွန်တော်အောက်ကြီးပူကြိုက်တယ်။အလူမီနီယံဘော်ဒီပူကြိုက်တယ်။ရိုးတဲ့စိုက်ကြိုက်တစ်ခွဲကောင်းတော့အလူမီနီယံဘော်ဒီကိုကျွန်တော်ဖိချက်ပေးတာလေ။ဒီကိုလည်းဒီနေ့ထပ်ပြီးအပေါင်းပြနိုင်ပါစေလို့ကျွန်တော်စတောင်းပေးပါတယ်နော်။ကျွန်တော်ဒီ Soccer League Channel လေးကို Line Subscribe နဲ့အပေးပါပါဦး။အပေးဒီကိုတယောက်ချင်းစီတိုင်းအောင်ကျွန်တော်ကျေးဇူးတင်ပါတယ်နော်။ ပြီးကျွန်တော်ဒီမှာပြန်ပြီးမှမလိုချင်တဲ့ညီအစ်ကိုတွေရှိပါတယ်เนาะလိုချင်ညီအစ်ကိုတွေကတော့ကျွန်တော်ဒီမှာအကောက်ဖွင့်မွေးတင်ကစားနဲ့ကျွန်တော်တရားလီလုံးစာမိသားလက်ဆောင်ပြန်ပေးတာပါကျောင်းရဲ့ Viber 3 can လို့ဆက်သွယ်ပြီးအကောက်ဖွင့်လို့ရပါတယ်ဒီကျောင်းရဲ့ဒီ Telegram channel လေးနဲ့ join ထားပါเนาะဒီကိုပွဲကြီးအရင်ကျွန်တော်ကစားရပွဲအရင်တင်ပေးပါเนาะအားလုံးလည်းဖတ်မှပြန်ဆုံးမယ်ဒီနေ့တော့ကျွန်တော်ညီအစ်ကိုတွေအားလုံးနှုတ်ဆက်လိုက်ပါတယ်ခင်ဗျ